အင်္ဂလန်လင်းမှုတို့ရဲ့ပေါင်းပြီဒီကြိမ်တော့အင်္ဂလန်ကဘာလာရပြီလို့သွေးလင်ခြောက်ခြားဆိုရင်ဟော့ကင်းထုတ်လိုက်တဲ့ပေါ့စ်ကိုပရိသတ်မောင်မေးမိလာပါများ yes sport i'm back ခွန်ရှိကိုစာမေးကနေပြန်လဲကြိုလဲပါရင်ရောသသားဝင်ခံရရင်အင်္ဂလန်ဒီတစ်ခါကဘာလာရမယ်လို့ကျွန်တော်အမှန်တကယ်ထင်ပါတယ်သူတို့ဟာကြီးကျယ်တဲ့အသင်းသင်းမှာ ဟုတ်ပါတယ်သူတို့အနေနဲ့တချို့အင်အားကြီးအသင်းနေနိုင်အောင်ကံပြဖို့လိုနေပါသေးတယ်ဒါပေမဲ့မန်နေဂျာကအန်အောပွဲကောင်းပါတယ်သူကအင်္ဂလန်ဆူမလာရဖို့နောက်ဆုံးအဆင့်ကိုကြောက်အောင်ဆွမ်းဆောင်ပေးနိုင်တယ်သူကလူများစုပြောကြတာကဒါအမေရိကန်မှာကစားမှာအဲ့ဒီမှာတော်တော်ပိုလိမ့်မယ်ဆိုပြီးတော့ပြောကြပါတယ်ပူတော်ရောပါဖြစ်လဲပေါ့ကျွန်တော်တို့ဟာပွဲတိုင်းဘောလုံးပိုင်ဆိုင်မှု60 90ရာခိုင်နှုန်းလောက်ကင်ထားနိုင်ကြပါတယ်အရင်ခေတ်ကဘောလုံးပိုင်ဆိုင်မှု30 40ရာခိုင်နှုန်းနဲ့အင်္ဂလန်ဆိုရင်တော့အမေရိကန်မှာချန်ပီယံဖြစ်ဖို့အခွင့်အရေးလုံးဝမရှိပါဘူးဒါပေမဲ့လက်ရှိအသင်းကတနေ့လုံးဘောလုံးထင်းနေတယ်ဒါကတော့မင်းကွင်းလေဒီကောင်ပေါ့စကိုပြောလာခဲ့တဲ့စကားတွေဖြစ်ပါတယ်စကိုကတော့အင်္ဂလန်လင်းမှုမိုက်ကယ်အိုဝင်းတို့နဲ့ပေါင်းပြီးသွေးလေချောက်ချားနေ နေပြီလားတော့မပြောတတ်ပါဘူးဒီလာမယ့်2026ကမ္ဘာလားမှာအင်္ဂလန်ချန်ပီယံဖြစ်မယ်လို့စကောကပြောလာခဲ့တာပါဒါပေမဲ့စကောရဲ့စကားတွေထဲမှာတော့လက်ခံပေးလို့ရတဲ့အချက်တွေလည်းရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့နိုင်ငံကအဆင်းပြေပြိုင်ပွဲကြီးတွေရောက်တိုင်းဖိုးသိမ်းမြောက်ဖြစ်နေတဲ့ပြီဖလားဆိုတာရေချိုးရင်ရေခတ်တာလားလို့မေးယူနေရတဲ့အင်္ဂလန်အသင်းကမ္ဘာလားရနိုင်ခြင်းရှိလားဆိုတဲ့အကြောင်းအပေါ်အကောင်းဘက်ကနေရှုမြင်ပြီးတော့သုံးသပ်ပေးသွားပါမယ်အဆုံးထိကြည့်ပေးကြပါဦးစကောကတူချေကိုအန်အဝဲကောင်းတဲ့မန်နေဂျာလို့ချီးကျူးထားပါတယ်ဒီချီးကျူးမှုမှာအကြောင်းရင်းတွေရှိပါတယ် ဒုတိယကလန်အသင်းအနေနဲ့ဒုထိတ်တန်းအောင်မြင်မှုတွေရခဲ့သူဖြစ်တဲ့ငွေရတဲ့ကစားသမားတွေကိုတီတီရောက်ရောက်စီမံနိုင်စွမ်းရှိတယ်။ကစားသမားရဲ့အထောက်ကောင်းကောင်းနဲ့ပေးကစားသမားရဲ့စွမ်းရည်ကိုပြေဝထုတ်ယူနိုင်သူဖြစ်တဲ့ဒါကြောင့်မဲဒုချဲဥဆောင်မှုနဲ့ဒုဒီဂျင်တော့အင်္ဂလန်ချန်ပီယံဖြစ်ပြီလို့စကောကဟောဂိန်းထုတ်လိုက်တာဖြစ်မဲ့ဒီမှာရင်စကောထောက်ပြလာတဲ့နောက်ထပ်အရေးပါတဲ့အချက်တစ်ချက်ကိုကြည့်မယ်ဆိုရင်အင်္ဂလန်တင်းရဲ့ကစားဟန်ရဲ့ပြောင်းလဲလာမှုပါ။အရင်ကဘောလုံးပိုင်ဆိုင်မှု30 40ခန်းလုံးကနေအခု60 80အထိတိုးတက်လာတယ်လို့စကောကပြောထားပါတယ်။ဒါကယောဂကစားဟန်ကနေဘောလုံးပိုင်ဆိုင်မှုအခြေခံနဲ့ကစားဟန်ကိုပြောင်းလဲလာတယ်လို့ပြောလို့ရပါတယ်။ ဘုံမြအချင်းနဲ့အနိုင်ရဖို့တဲ့ပွဲကိုထိန်းချုပ်ပြီးအနိုင်ရဖို့ကိုပဲကစားတဲ့ဟန်ကိုတုံးလာပါရင်ဒီပြောင်းလဲမှုတွေဟာခေတ်သစ်ဘောလုံးရဲ့တောင်းဆိုမှုတွေနဲ့ကိုက်ညီနေတယ်လို့တော့ကျွန်တော်ကလက်ခံပါရင်စကောကအမေရိကန်မှာပူပြင်းတဲ့ရာသီဥတုကိုပြဿနာတစ်ခုအဖြစ်မြင်ပါဘူးပူပြင်းတဲ့ရာသီဥတုမှာဘောလုံးပိုင်ဆိုင်ပြီးကစားတဲ့အသင်ကပိုအကျိုးရှိတယ်ဘောလုံးပိုင်ဆိုင်ထားတဲ့အသင်ကပြေးလွှားရမှုနည်းပြီးစွန့်ရင်တတတာရင်ခေတ်သစ်ဘောလုံးမားတွေဟာရာသီဥတုအခြေအနေကိုကြိုတင်ပြင်ဆင်နိုင်ကြတယ်ဒါကြောင့်ရာသီဥတုဟာအင်္ဂလန်အတွက်အထူးကပြဿနာဖြစ်နိုင်မှုလို့သူကယူဆထားပါတယ် စကောရဲ့တုံ့ပြန်ချက်အရအင်္ဂလန်မှာဒီလိုအားသာချက်တွေရှိတယ်လို့တော့သိရပါတယ်။ကမ္ဘာအကောင်းဆုံးကစားမတွေရှိခြင်း၊ခေတ်သစ်ဘောလုံးနဲ့ကိုင်းညီတဲ့ကစားရန်ရှိခြင်း၊အတွေ့အကြုံရှိတဲ့မန်နေဂျာရှိခြင်းစတဲ့အချက်တွေဖြစ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာစိန်ခေါ်မှုတွေလည်းရှိနေတယ်ဆိုတာကိုတော့ထည့်ပြောမှရပါလိမ့်မယ်။ကမ္ဘာ့ပြိုင်ပွဲအစိပ်ပိစင်းမှုခဏတိုင်းရှိရမယ်။အရေးကြီးပွဲတွေမှာဒိုင်ဆုံးဖျက်ချက်တွေကတော့ချက်ဖြစ်နိုင်ပြီးအင်္ဂလန်စားမားတွေအနေနဲ့ရိုနီဒိုတို့ကလိုမျိုးကိုယ်စိတ်ကိုမထိန်းချုပ်နိုင်တာတွေမလုပ်မိဖို့လိုပါရင်တရားရင်နဲ့တခြားမမျှော်လင့်ထားတဲ့အခြေအနေတွေကြုံရနိုင်တာကိုလည်းမေ့ထားလို့မရပါဘူး။အချို့အားဖြင့်ပြောမယ်ဆိုရင်ပေါ့စကွဲရဲ့သုံးသပ်ချက်တွေကယုံကြည်စရာကောင်းပါရင်အင်္ဂလန်အသင်းမှာကမ္ဘာ့နိုင်ငံရဖို့အတွက်လိုအပ်တဲ့အရာတွေရှိနေပါရင်ကစားမရည်သွေးမန်နေဂျာရဲ့ကြွမ်းကျင်မှုခင်မီကစားဟန်နဲ့အတွေ့အကြုံတွေပါ။ဒါပေမဲ့ကမ္ဘာ့ဆိုတာကစွမ်းရည်တစ်ခုလည်းမရနိုင်ပါနဲ့။ကံကောင်းမှုဒိုင်ဆုံးဖျက်ချက်တွေနဲ့စိတ်ထဲကြံ့ခိုင်မှုတွေလည်းလိုအပ်ပါရင် အင်္ဂလန်အသင်းမှာဒီလိုຢာရီအားလုံးရှိနေတယ်ဆိုရင်2026ကဘာလားဟာသူတို့အတွက်အခွင့်အရေးကောင်းဖြစ်နိုင်ပါတယ်။စကောရဲ့ယုံကြည်ချက်ဟာအကြောင်းရင်းရှိပါတယ်။ဒါပေမဲ့ဘောလုံးဟာမကြိုတင်ခံမနိုင်တဲ့ကစားနည်းဖြစ်တာအကြောင်းရလဒ်ကိုတော့စောင့်ကြည့်ရပါမယ်။ညီကိုတို့ကတော့ဘယ်လိုမြင်ကြလဲ။စကောရဲ့စကားတွေကိုလက်ခံပေးလို့ရနိုင်လား။ပြောပြသွားခဲ့ကြပါအောင်။အစောနေ့တရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။